ဒီကဗီယူမှာတော့ကျွန်တော်တို့တွေလာတိုင်းလှုပ်ပေးနေကြဖြစ်တယ်။လာတလာရဲ့အကြောင်းအရာဆုံးဖုန်းမော်ဒယ်တွေလူကြိုက်များဆုံးဖုန်းမော်ဒယ်တွေကိုစုပေးထားတာမျိုးပေါ့။အဲဒီဗီဒီယိုမှာလည်း10သိန်းနဲ့15သိန်းဝန်းကျင်က gaming အတွက်ရဲ့ all-rounder ကောင်းကောင်းသုံးဖို့ဆိုပြီးတော့ရည်ရွယ်ထားတဲ့လူတွေအတွက်ရဲ့ဒီစက်တင်ဘာလထဲမှာလူကြိုက်အများဆုံးရောင်းအားအကောင်းဆုံးဖုန်းလေးတွေကိုပြပြမိမယ်။ဆိုတော့ဘယ်ဖုန်းတွေဖြစ်မလဲ။လက်ရှိမှာဘယ်ဖုန်းတွေကဝင်ရောကိုယ်နဲ့ကြိုက်ပါလဲ။ဘာတွေကဘယ်လိုမိုက်တာလဲ။ဒါလေးတွေဆက်ပြောကြရအောင်။ ဘာကြောင့်ကျွန်တော်ဒီလိုမျိုးလာတလာရဲ့ရောင်းရအောင်ပြီးတော့လူကြိုက်အများဆုံးဖုန်းတွေကိုဒီလို collection ပုံစံမျိုးလုပ်ပေးရလဲဆိုတော့ကိုကဖုန်းဝယ်တဲ့အခါမှာဘယ်ဖုန်းကလူကြိုက်များလဲဘယ်ဖုန်းကဘယ်လိုလိုမျိုးတွေတုံးတာလဲဒါမျိုးတွေတည်သွားတဲ့အခါမှာကိုဖုန်းဝယ်တဲ့အခါမှာလဲတူတူချာရွေးဝယ်လို့ရသလိုဘယ်ဖုန်းတွေကကိုနဲ့ကြိုက်တယ်ဆိုတာလဲကြိုပြီးတော့ကြည့်လို့ရတယ်အဲများသောအားဖြင့်ဒီလိုတွေအကြောင်းမို့လို့ပို့ပြီးတော့ရွေးချယ်ရလွယ်ကူသွားအောင် ိုလိုချင်တဲ့ဖုန်းတွေရအောင်ဆိုပြီးတော့ရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးတွေကိုလုပ်ပေးတာဆိုတော့ပထမဆုံး Redmi ရဲ့ Note 15 Lion နဲ့စပြောတာပေါ့ ပြောရမယ်ဆိုရင်ပြဒီ Redmi ရဲ့ Note 15 Lite ကလက်ရှိမှာလူကြိုက်တော်တော်လေးလေးများတယ်ပြီးတော့ဒီကျွန်တော်တို့မြန်မာနိုင်ငံနဲ့တော်တော်လေးကိုတွက်ချိခိုက်တယ်ဆိုတော့ကောင်းမျိုးဆိုတော့ဘယ်လိုမျိုးတွက်ချိခိုက်ကြလဲဆိုရင်ပြ battery ပို့ပြီးတော့ကြီးသွားတာမျိုးတွေ 5000mAh ဖြတ်သွားတာမျိုးတွေပြီးရင် performance တွေနည်းနည်းလေးပို့ပြီးတော့ကောင်းသွားတာမျိုးတွေ display လေးတွေပို့ပြီးတော့နည်းနည်းလေးမိုက်လာတာမျိုးတွေပေါ့အဲဒါမျိုးလေးပို့ပြီးတော့ကောင်းသွားတယ်ဆိုတော့ပထမဆုံး Redmi ရဲ့ Note 15 Pro Plus ဆိုလို့ရှိရင်ဒီကောင်က 5000mAh battery ဖြတ်သွားတယ် Snapdragon 7S Gen 4ရယ်ပြီးတော့ quad cup display ရယ်ပြီး display size က6.83ဖြစ်သွားသေးရယ်ဆိုတော့ display ပိုကြီးလာတယ် battery လည်းပိုပြီးတော့ကြီးလာသူ camera processing တွေဘာတွေရတယ်ပိုပြီးတော့မိုက်လာတယ်ဆိုတော့ဘာပဲပြောတာ10သိန်းကျော်13သိန်းဝန်းကျင်လိုက်မှာကျွန်တော်တို့ဒီဖုန်းကောင်းကောင်းစလုံးလိုချင်တဲ့ဆိုတဲ့လူတွေ all round ကောင်းကောင်းလိုချင်တဲ့ဆိုတဲ့သူတွေတို့ကတော့ဒါ Note 15 Pro Plus ကတော့ဒါထိတ်ဆုံးကထားပြရမှာပဲပြီးရင်နောက်တစ်ချက်ကတော့ဒီကောင်းရဲ့အငယ်လေးပေါ့အလက်ကောင်အလက်ကောင် Redmi ရဲ့ Note 15 Pro သူကတော့ battery life ကတော့9000ဝန်းကျင်ပဲဒါပေမဲ့ performance အနေနဲ့ရောနည်းနည်းလေးဒီကောင်က ဟိုနည်းလေးနည်းသွားမှာပေါ့ Dimensity ခဏနောက်လေးရအထွားလို့ SOC ကိုထည့်ထားပေးရယ် Display size ကလည်း6.8တူတူပဲတခုကောင်းတာကဒီကောင်းတဲ့ Display က flat ဖြစ်သွားတာဆိုတော့ကျွန်တော်တို့က cuff display တွေမှန်အခုံးနေပိုင်းမတုံးကျင်တဲ့သူတွေတို့ကတော့15 Pro ကတော်တော်လေးကို OK ရယ်ဆိုတော့ကိုက battery ကြီးကြီးလေးရယ် performance နည်းလေးကောင်းတာလေးရယ်ပြီးတော့ flat display ရယ်ကြိုက်တာမျိုးဆိုရင်တော့ဒါ Note 15 Pro ရွေးလို့ရတယ်ဆိုတော့နောက်ဆုံးတစ်လုံးနေနဲ့ဆိုရင်အငယ်ဆုံးဒီကောင်က Redmi ရဲ့ Note 15သူကကြတော့ cuff display နဲ့လာမှာမှန်တစ်ဖက်အခုံးနဲ့လာမှာသူကဈေးလည်းတော်တော်လေးကိုမှတက်တာပါပဲ performance ကတော့ snapdragon 6ချန်3ဖြစ်သွားမယ် camera ကတော့50 megapixel dual camera ပဲ battery ကတော့ဒီကောင်က9800ကိုမှ45 watt charging နဲ့လာတယ် announcement fingerprint နေဘိုင်းညာအကုန်ပေါင်းငယ်ဆိုတော့သူသေးတဲ့ဝင်းကျင်မှာဒီ note 15ကအရန်ပေါ့တယ်ခြင်လိုကောင်းတယ် battery တောင်းတယ် performance မဆိုးဘူးဆိုတဲ့အကောင်မျိုး ဆိုတော့ဒီ Note 15 line up ကတော့ခြုံပြောမယ်ဆိုလို့ရှိရင်တော့ကိုက all rounder ကောင်းကောင်းကိုမှနောက်ဆုံးထွက် model ကိုလိုချင်တယ်ဆိုတဲ့သူတွေအတွက်ကတော့ Note 15 line up ကအရင်အဆင်ပြေလို့ပြောပါမှာအကြမ်းလက်ခံကြတော့ battery လည်းတောင်းတဲ့ display လည်းမစိုးကင်မရာကလည်းသူသူနဲ့သူကမှပေးရတာတော်တော်လေးအဆင်ပြေရလို့ပြောလို့ရတဲ့ကောင်းမျိုးတွေဒီ Note 15 line နဲ့အတွဲပြီးတော့လူကြိုက်များနေတာကကြတော့ note 14 line ရဲ့အဲ့ထဲမှာ note 14 pro plus နဲ့ note 14 pro ကလူကြိုက်အများဆုံးပဲအဓိကကသူတို့ကဒါ15 pro 15 pro နဲ့ performance နေပိုင်းတိတ်ပြီးတော့မကွာနေပဲနဲ့ အဓိကသူကမှန်အခုံးဖြစ်သွားတာမျိုး၊ကန်ရတာပို့ပြီးတော့ premium sender ဆိုတဲ့ feeling မျိုးအဲဒါမျိုး feeling တွေရလို့လူကြိုက်ပို့ပြီးတော့များကြတယ်။ကင်မရာတွေဘာတွေကတော့အရင်ကြီးလဲကွာခြားမှုမျိုး performance တွေကလည်းပြဆင့်မယ်ရော့သွားတာဆိုတော့ဟိုဈေးပို့တက်တာခြင်းတဲ့သူတွေ premium sender big quality လိုချင်တဲ့ဆိုတဲ့သူတွေကတော့ဒါ Note 14 line အကိုရွေးရမြတ်တယ်။ဒီ14 Pro ရဲ့14 Pro Plus ကပေါ့။အဲအဲကြမ်းမှာကွက်ပြီးရောဗောနော်ကင်မရာကောင်းတာကိုဦးစားပေးပြီးလိုချင်တဲ့ဆိုတဲ့သူတွေတော့ကတော့ CP CV လေးရတယ်နည်းနည်းလေးသူကလူကြိုက်များသေးတယ်။အဲ CP 3နဲ့ CP 4 Pro ပေါ့။ဒီကောင်နီးစပတ်တရောခဏခဏပြောနေတာဆိုတော့မပြောတော့ဘာကြောင့်လူကြိုက်များပဲပြောပြတော့မယ်။အဓိကကသူက vlog ရိုက်တဲ့အခါကြီးကင်မရာကောင်းကောင်းနဲ့လိုချင်တဲ့ဆိုတဲ့သူတွေအတွက်အဲဒီစည်းတမ်းဝင်ကျင်မှာရွေးလို့ကောင်းတဲ့ကောင်းနေလေးကြီးပဲ။ SFE ကင်မရာတွေကောင်းတယ်၊ဘက်ကင်မရာကလည်းမဆိုးဘူး။ဘာပဲပြော Redmi's Line App နဲ့ရှင်တဲ့အခါမှာဒီ Xiaomi ရဲ့ CP series ရဲ့ကင်မရာတွေပြီးတော့သူတို့ရဲ့ image processing တွေဒါတွေအကုန်လုံးက တော်တော်လေးကိုမှအဆင်ပြေလို့ပြောလို့ရတယ်အဲပြီးတော့နောက်တစ်ခုအနေနဲ့ဆိုရင်ဒီကောင်ထဲကဒီဇိုင်းတွေကလည်းပေါ့ပေါ့ပါးလေးနေတဲ့အဲတော်တော်လေးတုံးတော့ကောင်းတယ်တခုပဲပေါ့နော် CBS CD ဝယ်မယ်ဆိုရင်သူက battery ကတော့အရင်ကြီးတော့ခံမှာတော့မဟုတ် Redmi line တွေကတော့ battery ပို့ပြီးတော့တောင်းတယ် CBS CD ကကျော် camera တွေ display တွေ color တွေပို့ပြီးတော့လှတယ်ဒါပေမဲ့ battery ကတော့နည်းနည်းလေးသေးရတယ်မှပါတယ်အဲ CBS CD ကတော့ကျွန်တော်ပြောတဲ့အတိုင်းပဲ camera ဦးစားပေးသမားတွေတော့ကတော့ဒါတကောင်ကိုရွေးဝယ်ကြတယ်ပြည်သူတန်းဝင်းချက်မှာ camera တော်တော်လေးကောင်းနေကောင်းနေလို့ပြောလို့ရတယ် ဆိုတော့နောက်ထပ်ကျွန်တော် all round နဲ့ camera ရဲ့ BY ဆိုတော့ performance ဘက်ကိုဆက်သွားမယ် performance ပေါ့နော် quality performance ကောင်းနေဆိုတော့ performance ဦးစားပေးထားတဲ့ဖုန်းတွေထဲမှာဆိုရင်တော့ဒါ Redmi ရဲ့လက်ရှိမှာလူကြိုက်များနေရဆိုရင် Redmi ရဲ့ Turbo series တွေရှိမယ် Redmi ရဲ့ K series တွေရှိတယ်အဲ့ထဲမှာအများဆုံးအကြိုက်ဖြစ်နေတာကလူကြိုက်အများဆုံးပေါ့အဲ့ကောင်က Redmi Turbo 4 Pro ရဲ့ Redmi K80 Ultra K80 Ultra ကတော့အလုံးသိရတဲ့အတိုင်းပဲသူ့ရဲ့ big quality ရေသူ့ရဲ့ display တွေသူ့ရဲ့ performance တွေ ဒါမှ dimensity ကိုတော့လေးရ plus performance တွေဒါမျိုးတွေနဲ့ပြီးတော့သူ haptic feedback တွေဒါမျိုးတွေနဲ့လက်ရှိမှာ performance အရန်ကောင်းသလို pic quality အရန်ကောင်းတဲ့ဒါ P2P ကောင်းတဲ့ phone ဆိုပြီးတော့လူထက်အရန်များတယ်အဲဒီကောင်ကစီတော့နည်းနည်းလေးမြောက်တယ်15သိန်းအကျော်မှာရှိရယ်ပေါ့နော်ဒီ KD အထွာလို့တော့သဘောကျတယ်ဒါပေမဲ့အဲ့လောက်ဈေးမတုံးချင်ဘူးဆိုတဲ့သူတွေအတွက်ကတော့ Double 4 Pro ကိုရွေးဝယ်ကြတာမျိုးတွေများတယ်အဲ big quality ရေးပါရင်ခံရတဲ့ hand feeling တွေပါရင်အကုန်လုံးကလည်း KD အထွာနဲ့အကုန်တူတူပဲ performance နည်းနည်းလေးကောင်းအောင်မယ်ဒီဇိုင်းလေးနည်းနည်းလေးကောင်းအောင်မယ်ကင်မရာအလုံးနဲ့ ထောင်လိုက်လေးနဲ့ဒါမျိုးလေးနဲ့ကွာသွားမှာဆိုတော့ဒီ Turbo 4 Pro နဲ့ KD Ultra လည်းလက်ရှိမှာတော်တော်လေးကိုလူကြိုက်များတယ်အချို့ကကျတော့ Turbo 4 Pro လည်းသဘောမကျဘူး KD Ultra ကိုလည်းမလိုချင်ဘူးဒါပေမဲ့တော့ဂျားထဲမှာ ဒီကကသူကစနက်တော့ကောင်အဆိုစီနဲ့ဖြစ်တာမျိုးလိုချင်နေဆိုတဲ့သူတွေအတွက်ကတော့ Redmi ရဲ့ KAD ကိုရွေးတာများတယ်စနက်တော့ကောင် HN3 နဲ့လာတာအဲဆိုတော့ဒီကောင်ရဲ့ဈေးကလည်းသူက Turbo 4 Pro နဲ့ KAD Ultra ရဲ့ဈာမရှိရဲဆိုတော့တော်တော်လေးကလည်းဒီ Pro Range ကြောင့်လည်းဒါရွေးချယ်ကြရလဲများတယ်ဆိုတော့ဒီ Redmi ရဲ့ KAD ကတော့ performance ကောင်းကောင်းဒါ gaming အတွက်ဒါမှမဟုတ် Snapdragon တော့ကောင် SoC နဲ့လိုချင်နေဆိုတဲ့သူတွေအတွက်ကတော့အဲဒီ Redmi ရဲ့ KAD ကိုရွေးချယ်တယ်အဓိကကျွန်တော် K3 ကိုသဘောကျတယ်ဆိုတဲ့လူတွေပေါ့ဆိုတော့ဒီ Turbo 4 Pro ရဲ့ Grammy ရဲ့ KAD Ultra ရဲ့ Grammy KAD ရဲ့ဒီသုံးမျိုးကတော့အဓိက Pride to Performance ကောင်းတဲ့ကောင်းနေပြီးတော့ Gaming တို့ Performance Hungry ဖြစ်တဲ့သူမျိုးတွေဒါမျိုးတွေရွေးပြီးတော့ဝယ်ကြတာများတယ်။ Cinema လာတော့ကလည်းဒီသုံးကောင်ကကျွန်တော်တို့ဒီမှာအယောင်အဆုံး။ဒါရီကတော့ September လာတဲ့မှာလူကြိုက်အများဆုံးနဲ့အယောင်အဆုံးဖုန်းတွေကိုဒါအချင်းလေးချုပ်ပြီးတော့ပြပြပေးရတကယ်လို့ကိုကအသေးသေးသိကျင်တယ်ဆိုလို့ရှင်လဲကိုသိကျင်တဲ့ model လေးတွေကိုအောက်ကကွန်မန့်မှာမေးသွားခဲ့လို့ရတယ်ဆိုတော့ကိုလူဆိုရင်ရော ဘယ် model ကိုရွေးခဲ့ပြမလဲ Redmi ရဲ့ K series ကိုရွေးရမလားဒါပို series ရွေးမလားဒါမှမဟုတ် Redmi ရဲ့ Note series ကိုရွေးမလားအောက်က comment မှာပြောခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အဒမင်ကြော်ပြီးပါ Yangon Mobile Store